တနေ့လောက်ခလာစားဗမာငွေ8500ပဲရတယ်လေနောက်ဆက်ရုံတစ်ခုကတစ်နေ့တနေ့လောက်တာဗမာငွေ6800တယ်ထိုင်းဘက်နဲ့တွက်မယ်ဆိုရင်90 60လောက်ပဲရနေကြတယ်အခုတို့မြန်မာနိုင်ငံကအလုတ်သမားတွေတပိတ်မှောက်နေကြပါတယ်ချဲ့ဤဖနှက်ဆက်ရုံအလုတ်သမား6000ကျော် True Garden ဆိုတဲ့ကော်စီဆက်ရုံအလုတ်သမားတွေ တနေ့တစ်တောင်းလောက်ရဖို့ရေးမိုးရေရေထဲမှာတပိတ်မှောက်နေကြပါတယ်အားလုံးဝိုင်းရံကူညီကြပါအနိုင်ဆုံးချမ်းရည်ဘနဆက်ယုံအလုံတမားရိအောင်မြင်ပါစေဆိုရက်ပို့စီတစ်ခုလောက်တင်ပေးကြပါနောက်တစ်ခုကဒါဟာတန်ရာတန်ကြီးတောင်းနေပွဲပါတန်ရာတန်ကြီးပါတမင်းတလုတ်အတွက် တနေ့ကိုပတ်စံလေးတောင်းတောင်းနဲ့တောင်းဗမာငွေ၃ဒိန်းကျော်လေးထိုင်းနဲ့တကွစင်ကာပူမလေးရှားအခြားနိုင်ငံမှာလုပ်နေတဲ့အကူတို့ညီမလုံးတမားတွေဘယ်လောက်ရကြလဲအကူတို့ဟာကိုယ်နိုင်ငံထဲမှာနေပြီးဂျုံပြုတ်ခံနေရတာဂျုံပြုတ်ရင်မဟုတ်တပောက်အဆင့်မှောင်ရအောင်ကိုယ်သိစုတ်ခံနေရရတယ်ဒါကြောင့် ကမ္ဘာတော်မှာရှိတဲ့ဒီ TikTok ဗီဒီယိုကိုကြည့်ရပမာများမြန်မာနိုင်ငံလူနိုင်ငံသားများကျွန်တော်တို့နိုင်ငံတွေကအလို့သမားရိကိုအတူဝိုင်းရံကြားဖို့တန်ရတန်ကြီးတောင်းနေပွဲအောင်မြင်ပါစေလို့ဝိုင်းဝင်းဝင်းရံကြားဖို့ဒီမဲ့ကြောင့်မှတိုက်တွန်းပါတယ်တောင်းဆိုပါတယ်မကြခင်မိနစ်ပိုင်းမှာ ယကျူမှာချမ်းရီဖနက်ဆုံနဲ့ပတ်သက်တဲ့တိုက်ပွဲတပိတ်မောက်တိုက်ပွဲတည်းအခုတင်မှာဖြစ်ပါတယ်မတင်ကလေးတာလေးလာပြောတာတက်တော့ယေရှုတင်တယ်အလုံးတူတရားမျှတမှုအတွက်တန်ရာတန်ချီအတွက်ချမ်းရီအတွက်သူ့ကာရင်အတွက်ဝိုင်းရံကြပါ